여러분안녕하세요아름다운민글라바지금저는쉐어해주는거가서아지미아래နှုတ်လုံးနဲ့နှုတ်ဖွာတဲ့စားတဲ့အတိတ်တွေကိုကိုရီးယားလိုဘယ်လိုပြောလဲဆိုတာမျှဝေပေးခြင်းပါတယ်အစားနဲ့တာကြီးများတာကိုကိုရီးယားလိုဘယ်လိုပြောလဲဆိုရင် EB chapter EB chapter ဒါရပါတာပြင်တော့ပါဇက်ကပေါ့ EB ပါဇက်က chapter ဆိုတာတိုးတာပါဇက်ဆိုကျင်းတာပေါ့နော်ဒါပေမဲ့ဒီပဲဆိုတာကတော့အစားနဲ့ကြီးများတယ်ဆိုတဲ့အတိတ်ပဲပေါ့ ဥပမာအနေနဲ့ပြောရရင်ဂျွန်နွန် EB ကြပါစောအမောကုံအုံးစီမန်းနိုင်ရောကျွန်တော်ကအစားနေလို့ကြီးများလို့အစားတဲ့အစားစားတွေများတယ်အော်သူရဲ့စန့်ကျင်ဘက်အနေနဲ့ဟိုဖာလာလာဆွဲတယ်ဆိုလို့ရှိရင်တော့ကျွန်တော် EB ကြပ်ကျင်းလာစောမရင်းကိုထားမကိုရောကျွန်တော်အစားကြီးမများလို့ဖာလာလာဆွဲတယ်ဆိုတဲ့အိပဲပေါ့နော် โอเคနောက်တစ်မျိုးကတော့နှုတ်လုံတာကိုဘယ်လိုပြောမလဲဆိုရင် ib mugotta ib mugotta အော်ပါဇက်ကလေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတယ်ဆိုတာနှုတ်လုံနဲ့ပြောဖို့ဝင်လေးတောင်ပြောတာပေါ့နော်အတိတ်ပဲတော့နှုတ်လုံနဲ့အဲ့လိုမျိုးသိပြပါဒါဥမာနေလေးပြောရလို့ရှိရင်မာမာနော် ib mugoso bimiron mahetuteo မာမာကနှုတ်လုံနဲ့တွေ့လှုပ်ဝဲချက်ကိုပြောလေပဲရပါတယ် ဒါပြောရင်းနဲ့တရိယလို့စကားလက်ဆောင်လေးတစ်ခုပါကြပါလေအဲ့ဒါပါလဲဆိုရင်တစုံတယောက်ကတခြားတယောက်ရဲ့မကောင်းချောင်ကိုကိုယ်ကိုလာပြီးပြောနေဆိုလို့ရှိရင်အဲ့ဒီတစုံတယောက်ကိုယူဆပြီးပေါင်းမှာဘာဖြစ်လို့ဆိုတော့ကိုယ်မကောင်းချောင်ကိုယ်အကြောင်းကိုလည်းတခြားနောက်တယောက်ကိုပြန်ပြောပြမှာသိကြပေါ့မို့ပါပဲနောက်တစ်မျိုးကတော့သူ့ရဲ့ဆက်ညမဖြစ်တဲ့နှုတ်ဖွာတဲ့နှုတ်မလုံဘူးဆိုတော့ဘယ်လိုပြောလဲဆိုရင် EB ကပတာ EB ကပတာ ်အာပါဇက်ကပေါ်တယ်ပေါ့နော်ဒါတိုင်းဘာသာပြန်ရင်တော့ဒါပေမဲ့နှုတ်ပါတယ်နှုတ်လုံးဆိုတဲ့အဓိပ္ပာယ်ပါဥပမာပြောရရင်ဂျော်ဒန်ကာတီအီဟာနော်အာဂျူမန်နော်ဤဘီကာပြောဆိုအမှုမှာဟာဂျီမာဂျော်ဒန်ကာတီအီဟာနော်အာဂျူမန်နော်ဤဘီကာပြောဆိုအမှုမှာဟာဂျီမာကျွန်တော်လည်းအလုပ်တွေလုပ်တဲ့အာဂျူမာကဒီနှုတ်ဖွာတဲ့အတွက်ကြောင့်ဘာမှတော့မပြောနဲ့အဲ့လိုမျိုးပြောလို့ရပါတယ်ဆိုတော့ဗီဒီယိုလေးရတယ်တော့ပါပဲ live ကြည့်ရှုပေးတဲ့ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်